ားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့တော့ဗာလီပြပြချင်လဲဆိုတော့อืมကျွန်တော်တို့ဒီပေါ့เนาะနှစ်ဖက်ဂိမ်းတွေကိုလွယ်လွယ်ကူကူဘယ်လိုစိတ်နဲ့ဖြည့်ရှင်းလို့ရလဲပေါ့เนาะကယ်ကူလေးတာမသုံးဝင်နဲ့ပေါ့ နတ်ထကိန်းဆိုတဲ့နေရာမှာဘယ်လိုမျိုးပြောရလဲဆိုတော့ကျွန်တော်အဲ၁၀ခန်းတန်းကိုပြောချင်တာပေါ့နော်၁၀ခန်းတန်းနေရဲ့နတ်ထကိန်းတွေပေါ့အဲခုခန်းတန်းနေရာလူတိုင်းတည်ရတယ်နော်ခုခန်းတန်းကထားပါတော့ကျွန်တော်တို့ဒီဟလာ၃၃လီကို၄၄၄၆၅၅လီ၂၅အစားရှိသဖြင့်ပေါ့နော်အလီရရင်ရပြီပေါ့နော်အဲ့တော့ကျွန်တော်အဓိကပြောချင်တာ၁၀ခန်းတန်းနေပေါ့နော်ဟလာအခု၁၀အဲ၁၁ကနေ၁၀၁၀ရတော့ပြောစရာမလိုဘူးပေါ့၁၀စက်တီတရပေါ့နော်အဲ့တော့၁၁ကနေပြီးတော့၉၉အထိပေါ့နော်အဲ့တော့ အဲ့ဒီ10ခန်းတွေကိုကျွန်တော်တို့လိုလိုကူကူစိတ်နေပေါ့နော်ဘလို့တွက်လို့ရမလဲပေါ့နော်ကယ်ကူလေတာမှာသုံးမယ်နေပေါ့နော်အဲ့အဲ့ဒီဘာလို့ trick လေးတွေပေါ့နော်နည်းနည်းလေးတော့ပုံတန်တီးပြပြချင်ပါတယ်ပေါ့နော်အဲ့တော့အော်ဒါကကျွန်တော်တို့မှတ်မိအောင်လားတော့မသိဘူးအရင်တော့ကပေါ့နော်2016လောက်တော့လားမသိဘူးနော်16လား20လားမသိဘူးအဲ့လောက်ပတ်ဝန်းကျင်တော့က16ဖြစ်ပုံရပါတယ်နော်18 19လောက်တော့ကကျွန်တော်တို့မြန်မာ hotel လမ်းမှာပေါ့နော်အဲ ပြန်လည်းဝင်လေရပေါ့နော်ဟိုပြန်ရင်သွားတယ်ပေါ့နော်ဒီနှစ်ခက်ကိန်းတွေကိုသူကစိတ်နဲ့တွက်ပြသွားတာပေါ့နော်အဲ့တော့စိတ်နဲ့တွက်ပြပြီးတော့သူကသူဘာလို့အဲ human calculator ဆိုပြီးတော့လည်းပြောသွားတယ်ပေါ့နော်အဲအမှန်တကယ်တော့ဒါကသူကဒီဟိုအလောက်ကြီးဝင်ဖြစ်တာတော့မဟုတ်ဘူးတကယ်ကသူကဘာလို့တင်းတင်းချာရဲ့ပေါ့နော်သဘောတရားလေးတွေကိုသူကကျွမ်းကျင်နေတာဖြစ်တဲ့အတွက်ကြောင့်စိတ်နဲ့မြင်မြန်ဆန်မြင်မြန်ဆန်တွက်သွားနိုင်တာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ထဲကနေမှတနည်းဖြစ်တဲ့ဟလာစိတ်နဲ့မြင်မြန်ဆန်တွက်တဲ့နည်းလေးပြောပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့နှစ်ထက်ကိန်းတွက်တဲ့အခါမှာဘာရှိလဲဆိုတော့ဟလာအဲဥမာဆိုပါတော့ဗျာကျွန်တော်တို့ဟလာထားပါတော့30 32နှစ်ထက်ကိုကျွန်တော်တို့တက်ချင်နေဆိုပါဆို32နှစ်ထက်ဘယ်လောက်ရတယ်ကျွန်တော်တို့သိချင်နေဆိုပါဆိုဒါဆိုကျွန်တော်တို့တွေ့မယ်ပေါ့အဲဒါဆိုရင်ကျွန်တော်တို့ကဘာကိုသိထားရမလဲဆိုတော့ formula တစ်ခုပဲသိထားရမယ်ပေါ့နော်အဲ့ဒီ formula ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကဒီဟာလား algebraic expression လေးပေါ့နော်ဟာလား expansion လုပ်တဲ့ formula လေးပေါ့ဥပမာကျွန်တော်တို့ဆိုပါဆို h + y the whole square ပေါ့ဒါဆိုကျွန်တော်တို့ငယ်ငယ်တုန်းကသိပြီးသားနော် a + y နှစ်ထပ်ကို a + y နှစ်ထပ်ကိုဖြန့်ရင်ကျွန်တော်တို့ဘာရမလို့တနည်းပြောမယ်ဆိုရင် a + y နှစ်ခုကိုမြှောက်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ဘာရမလဲဆိုရင်ကျွန်တော်တို့ formula ဒီ a square + 2h1 plus 1 square ဆိုပြီးရတယ်ပေါ့နော်ကျွန်တော်ငယ်ငယ်တော့ရက်ခဲ့ပြီးသားပေါ့နော်တဏီပြောမှာဆိုရင်ရှင်းနှစ်ထပ်နောက်နှစ်ထပ်ရှင်းခင်းနောက်ခင်းနောက်ခင်းနှစ်ဆဆိုတဲ့ formula လေးပေါ့နော်ကျွန်တော်တို့ငယ်ငယ်တော့အသိခဲ့ပြီးသားပါနော်အဲ့တော့ကျွန်တော်တို့ဒီ formula လေးကိုသိပြီးတော့အဲ့ဒီ formula လေးအတိုင်းအသုံးချသွားနိုင်ရင်ကျွန်တော်တို့ကနှစ်ထပ်ခင်းလေးကို ဘယ်လိုပြောမလဲနည်းနည်းဆန်းဆန်းတွတ်လို့ရတယ်ပေါ့နော်အဲ့တော့လော်ဒါဆရာတော့ကျွန်တော်ခြားတွတ်ပြမယ်ပေါ့နော်နောက်ပိုင်းတွင်တွင်နဲ့ဒါလေးကိုသိပြီးစိတ်နဲ့စဉ်းစားရင်းစဉ်းစားရင်းနဲ့တဖြည်းဖြည်းနဲ့မြင်ရတာပါပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဥမာဆိုပါဆို32ထပ်ကိုကျွန်တော်သိကျင်နေဆိုပါဆိုဒါဆိုကျွန်တော်32ထပ်ကိုကျွန်တော်ဘယ်လိုခွဲမလဲဆိုတော့10ခန်းတိတန်ခုခန်းတိတန်ခွဲလိုက်ပေါ့နော်အဲ့တော့10ခန်းတိတန်ဆိုတော့30ပေါ့နော်30နဲ့2နဲ့ခွဲလိုက်ပေါ့ဒီလိုခွဲချလိုက်ပေါ့ဒါဆိုရင်8ထပ်32ထပ်ပေါ့ဟုတ်ပြီပြီးရင်2 multiply 30 နောက်ကန်ကနှစ်ပေါ့နော်သုံးကန်နှစ်နှစ်ကိုနှစ်နှစ်ထပ်မြောက်ပေါ့နော်ပြီးရင် plus နောက်နှစ်ထပ်က2နှစ်ထပ်ပေါ့နော်ဒါလိုရမှာပေါ့ဒါဆိုကျွန်တော်တို့ဆက်နှစ်တော့လို့ရပြီလေနော်32ထပ်ဒီဘယ်လောက်တော့900လေနော်33ဒီ9ဆိုတော့ပြီးရင်32နှစ်နှစ်မြောက်တော့120 120ကိုနှစ်နှစ်မြောက်ရင်240ပေါ့နော်ဟုတ်လား6နှစ်ပြီအ sorry 32နှစ်နှစ်မြောက်တော့60 62နှစ်နှစ်မြောက်တော့120နော်120ပြီးရင်အနောက်က4ဒါဆိုဒါဒီအားလုံးပေါင်းလိုက်ကျွန်တော်တို့ဘယ်လောက်ရမှာလဲနော်3ည 1900နဲ့120နဲ့ပေါ့နော်1020 1020နဲ့4နဲ့ပေါ့နော်1020နဲ့4ပေါ့နော်ဒါဆိုကျွန်တော်တို့ဒီ30နှစ်ထက်ဒီ1024ဆိုတာကိုကျွန်တော်တို့သိတယ်ပေါ့နော်အဲကျွန်တော်သိကြအောင်ကက်ကူလေတာပြန်နှိပ်လိုက်မယ်နော်သိကြအောင်လို့ပေါ့မှန်ပါတယ်နော်အဲ့တော့30နှစ်နှစ်ထက်ဒီဘယ်လောက်ရတော့30နှစ် sorry 30နှစ်နှစ်ထက်ဒီ 2024ရတယ်ပေါ့နော်။ Okay အဲ့ဒါဆိုရင်တခြားကဏ္ဍနဲ့ကဏ္ဍကြတဲ့ကဏ္ဍပြောကြည့်လို့ရတယ်ပေါ့နော်။နောက်ပါရှိမှာကဏ္ဍခက်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 တော့ကြည့်ရအောင်။60နဲ့9လို့ပါတော့တွားကြည့်ရအောင်နော်။69နှစ်ထက်69နှစ်ထက်ဆိုကျွန်တော်ဘယ်လိုခွဲမလို့60နဲ့9နဲ့လို့ခွဲလိုက်ပေါ့နော်။60နဲ့9တဟိုစကွဲ60 plus 7တဟိုစကွဲလို့ခွဲလိုက်ပေါ့နော်။အဲ့ဒါဆိုရင်ရှင်းနှစ်ထက်60နှစ်ထက်ဒီ66 36 3နောက်နဲ့600 ပြီးအလဲမာကရှေကိန်းနဲ့နောက်ကိန်းနဲ့မြောက်ပြီးမှနှစ်နဲ့တက်မြောက်ပေါ့နော်အဲ့ဒါ60နဲ့9နဲ့မြောက်ရင်69ဒီ42 420 420ကိုနှစ်နဲ့မြောက်ရင်800 40အဲပြီးရင်နောက်နှစ်ထပ်9နဲ့9ဒီ49ဒါဆိုကျွန်တော်အရှိနှစ်ခုကိုအရင်ပေါင်းလိုက်ပေါ့အရှိနှစ်ခု3600နဲ့800နဲ့40နဲ့ပေါင်းမယ်ဆိုရင်4440အဲ4440ကို40ကိုထပ်ပေါင်းရင် 4489ပေါ့နော်ဒီလိုရမယ်ပေါ့ဒါကြောင့်မလို့နောက်ဆုံးအပြည့်စီ4489ပေါ့မှန်လားမလားတွက်ကြည့်မယ်60 60 sorry 69ထက်နော်ဟုတ်တယ်4489အစကြည့်ခင်ပေါ့နော်ကျွန်တော်တို့လိုလိုလိုတွက်လို့ရတယ်ပေါ့ကြိုက်တဲ့ကဏ္ဍလားပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့က10ကဏ္ဍကိုနှစ်ထပ်တင်မယ် MP အိုက်ဆယ်ကနန်းနဲ့နောက်ကခုကနန်းနဲ့မြောက်ပြားတဲ့ပြိုနဲ့နဲ့ထပ်မြောက်ပြီးအိုက်နှစ်ခုကိုပေါင်းပြီးခုကနန်းနောက်ဆုံးနောက်ဆုံးအဆင့်နေနဲ့ခုကနန်းကိုနှစ်ထပ်တင်ပြီးပြန်ပေါင်းပေါ့အိုက်သုံးခုပေါင်းလိုက်ရင်ကျွန်တော်တို့နှစ်ထပ်ကိန်းတွေရဲ့ဟာလားဟုံးနှင်းကိုပေါ့နော်နှစ်ထပ်ကိန်းတွေရဲ့အဖြေကိုဆယ်ကနန်းတွေရဲ့နှစ်ထပ်ကိန်းအဖြေကိုလိုလိုကူကူပါလို့ရတော့တော်လို့ရတယ်ပေါ့အဲအိုက်ထက်ပို့ပြီးလွယ်တာကကျွန်တော်တို့ဗာလဲဆိုတော့ငားနဲ့စုံတဲ့ကောင်လေးပေါ့ဥမာ15 25 35 45 55 55 65 85 95 95ပေါ့နော်အဲ့ဒီကောင်လေးကပို့လွယ်တယ် ဲ့ဒီကောင်လေးဆိုရင်ချထွက်စရာတော့မလိုဘူးဟလာအကြာကြီးစဉ်းစားနေကြရတယ်မလိုဘူးတခါတည်းစိတ်နဲ့တန့်ပြောလို့ရတယ်အဲ့ဒါကဘာဖြစ်လဲဆိုတော့အဲ့ဒီနေရာပုံလွယ်တယ်အဲ့ဒါကဘာလဲဆိုတော့ဥမာဆိုပါလို့ပြောကျွန်တော်တို့35ပေါ့35နဲ့တက်ကိုသိကျင်တယ်ဆိုကျွန်တော်ဘာလို့မလို့ဆိုတော့30အဲ့ဒါ30နဲ့တရှိ10ခန်းကတော့သုံးပေါ့နော်အဲ့ဒါ3နဲ့သုထက်ကြီးရတခုနဲ့မြောက်လိုက်အဲ့ဒါ3နဲ့သုထက်ကြီးရတခုဆိုတော့4အဲ့တော့3 4 12 12နဲ့လိုအရှိရာကြီးလိုက်ရေးပြီးွားရင်အနောက်ကဘာထည့်မလို့99 25ထည့်လိုက်ဒါဆိုရင်1 1 5 35ရဲ့နှစ်ထပ်ပြီး တင်းနှစ်နဲ့ငါဆိုပြီးတော့ကျွန်တော်တို့အဖြေရတယ်ပေါ့နှိပ်ကြည့်ပေါ့နော်ကယ်ကူလေတာတည်ချင်တဲ့ဆိုအဲ့တော့အရန်လွယ်နော်ဥပမာဆိုပါဆိုကျွန်တော်85နဲ့ငါနှစ်ထပ်ကိုလိုချင်တယ်ဆိုရင်အရှိ10ခန်းနဲ့9ခန်းနဲ့တွတ်ထက်ကြည့်ရတခုနဲ့မြောက်9ရှစ်လीဟလား9နဲ့10နဲ့မြောက်တော့9ရှစ်လ ी56 အနောက်ကနေပါထည့်မလို့25လေးပေါက်ထည့်ပေးလိုက်ဒါဆိုရင်56နဲ့95 85နှစ်ထပ်ဒီ56နဲ့5ပါအရန်လွယ်ပါတယ်95လည်းရရနော်95နှစ်ထပ်ဆိုရင်ဘာဖြစ်မလို့ပိုးနဲ့တွတ်ထက်ကြည့်ရတခုဆိုတော့10နဲ့အဲ့ဒါ90လ ी90 ဟုတ်နော်90နဲ့55 20နဲ့ကနောက်က25ထပ်ပေါင်းပေးလိုက်ဒါဆိုရင်93 25အရင်လို့ရနော်နှိပ်ကြည့်ကြပါနော်ကက်ကူလေတာနော်95နှစ်ထပ်ဆိုရင်93 25ပါနောက်တစ်ခုကြက်တာပြောလို့ရရနော်ဥပမာဆိုဘာရှိရုံမလို့ကျွန်တော်တို့65ဆိုပါဆို65နှစ်ထပ်ဆိုရင်6နဲ့သူ့ထပ်ကြည့်ရတစ်ခုဆိုတော့6 9 42နဲ့နှစ်နောက်ကနေ25ပေါင်း455နှစ်ပေါ့နော်โอเคအားလုံးပဲ ဒီနေ့လေးကိုရမယ်လို့ပြောလဲပါတယ်เนาะအဲ့တော့စိတ်သက်ရှိရလေးတွေ့ကြည့်ကြပါเนาะအဲ့တော့ဆယ်ကနန်းနေရဲ့နှစ်ထပ်ကိန်းကိုတွေ့မယ်ဆိုရင်ကျွန်တော်တို့ကငားနဲ့စုံတဲ့ကောင်းလေးဆိုတော့အရန်လွယ်တယ်ပြန်နှစ်ထုတ်ပေးရမယ်ဆိုရင်ဆယ်ကနန်းနဲ့သူ့ထက်ကြီးရဲ့ခနန်းတစ်ခုနဲ့မြတ်မြောက်ပြီးတော့အနောက်က25လေးထပ်ပေါင်းထည့်ပေးလိုက်ဒါဆိုကျွန်တော်ထောင်ငန်းန်းရတယ်ပေါ့နော်ဒါဆိုရင်ငားနဲ့စုံတဲ့တက်တဲ့ကိန်းတွေကအလွယ်ကူဆုံးပါလေပေါ့နော်အဲငားနဲ့မစုံတဲ့တခြားဆယ်ကနန်းတွေဆိုရင်တော့ဘာလို့မလို့ဆယ်ကနန်းနှစ်ထပ်ရဲ့ပြီးတော့နောက်က ခုခဏနဲ့ထပ်ရဲအဲ့နှစ်ခုအရင်ပေါင်းလိုက်ပြီးမှ second နဲ့ခုခဏနဲ့မြောက်ရရပြုံနဲ့ထပ်မြောက်အဲ့သုံးခုပြန်ပေါင်းလိုက်ရင်အဲ့ second နဲ့ထပ်ရဲပါကြနော်အဖြေရမယ်ပေါ့နော်အဲ့တော့ဒီနည်းကိုသိတယ်ဆိုရင်တော့စိတ်နဲ့တစ်ဖြည်းဖြည်းနဲ့တွက်ကြည့်ပေါ့နော်စိတ်နဲ့ကြိုးစားပြီးတွက်ကြည့်ပေါ့နော်ခဏလေးတွေမှတ်ထားမှတ်ထား second နဲ့ထပ်ကပါတော့ခုခဏနဲ့ထပ်ကပါတော့ပြီးရင် second နဲ့ခုခဏနဲ့မြောက်ရရပြုံနဲ့ထပ်မြောက်အရာဟာပါရမှာတော့ပြီးရင်စောစောမှတ်ထားတဲ့နှစ်ခုနဲ့ပြန်ပေါင်းပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကလေ့ကျင့်မှများလဲဆိုရင်တော့ second ပိုင်းအတွင်းအဖြေထုတ်နိုင်ပါလိမ့်မယ်နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်နော်